အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးကနေဒီနေ့လည်းကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတဲ့စာပေချင်းနဲ့ဆောင်းပါးကောင်းလေးကဆရာပုံပေါ်သိမ့်ဖြည့်ရေးသားထားတဲ့မြဝလိုတော့အတွေ့များတုံးစာအုပ်ခဲ့မှာဆောင်းပါးကောင်းလေးဒီဘုတ်ကိုရွေးချယ်ဖတ်ပြတက်စာပေးသားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကအရှုံးပေးရလဲတတိပါလို့အမိရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာအရှုံးပေးရလဲတတိပါတခါတော့ကတရုတ်နိုင်ငံမှာ ဟန်ဂျင်းဆိုတဲ့လူရွယ်တယောက်ရှိတယ်။သူဟာကွန်ဖူးတိုင်းပညာမှာအရန်တော်လို့သူ့မျိုးမှာကွန်ဖူးပညာရှင်လေးလို့ထင်ရှားကျော်ကြားနေတယ်။တည့်ရမှာသူဟာကိစ္စရှိလို့မြို့ထဲကတနေ့ရကိုတယောက်ထဲလမ်းလျှောက်သွားတယ်။တမ်းမှာဓာရှိကိုစီကင်နာကြတဲ့လူမိုင်းမြောင်နဲ့ရင်ဆိုင်တိုးမိတယ်။လူမိုင်းနှစ်ယောက်စလုံးကအယံမူးနေကြတယ်။သူတို့ကဟန်ဂျင်းကိုဓာချင်းရှင်ခုတ်ရအောင်လို့စိန်ခေါ်ကြတယ်။ဟန်ဂျင်းကမခုတ်ချင်ဘူးလို့ပြောပြီးသူ့ရဲ့ဘေးကနေရှောင်းခွင်းသွားဖို့လုပ်တယ်။ လူမိုင်းနှစ်ယောက်ဟာသူဆက်သွားလို့မရအောင်ခြေကနေဘေကာစီထားကြပြီးဒါချင်းရှင်ခုတ်ဖို့ပဲပြောကြတယ်။ဟန်ချင်းကလည်းမခုတ်ချင်ဘူးလို့ပဲညင်းတယ်။အဲ့ဒီမှာလူမိုင်းတစ်ယောက်ကဟန်ချင်းကိုဒါချင်းရှင်မခုတ်ပဲသူ့လမ်းကိုဆက်သွားခြင်းရင်လေးဘက်ထောက်ပြီးသူ့ခြေထောက်ချားကနေဖြတ်သွားရမယ်လို့ပြောပြီးသူ့ခြေထောက်နှောင်းကိုကားထပြလိုက်တယ်။ဟန်ချင်းဘာလုပ်လဲထင်တယ်လေ။ဟန်ချင်းဟာလေးဘက်ထောက်ပြီးအဲ့ဒီလူရဲ့ခြေထောက်နှောင်းချားကနေငုံရှိုးထွက်ပြီးတော့သူ့လမ်းကိုဆက်သွားလိုက်တယ်။ ါ့ကိုမြင်တွေ့ကြတဲ့မြို့ပေါ်ကသူတွေဟာဟန်ချင်းကိုတရေဘောကြောင့်သူတတိမရှိသူလို့ဝိုင်းအောင်လှောင်ပြောင်ကြတယ်။ဟန်ချင်းကသူတို့အော်ရာကိုမကြားချင်အောင်စောင်းပြီးသူ့လမ်းသူဆက်သွားတယ်။နောက်နေ့ဒီမှာပဲသူရဲ့တရေဘောကြောင့်မို့တမျိုးလုံးကလူတွေဟာပျော်ပြီးဟားတိုက်နေကြတယ်။တပတ်အကြာမှာသူတို့မျိုးကိုစံသူစစ်တပ်ကအင်းအားအလုံးကြီးနဲ့တိုက်ခိုက်လာပါတယ်။မျိုးထဲမှာစစ်သားအင်းငယ်ပဲရှိလို့မျိုးကလူတွေပါဇန်သူတွေကိုမျိုးထဲမုံရအောင်ခုခံကာဝေးချရတဲ့ န်ကြီးကသူ့လိုရှိကနေဦးဆောင်ပြီးဂျန်သူရီကိုတွန်းလိုက်ဖက်ခိုက်တယ်။သူ့ရဲ့ကွန်ဖိုတိုင်ပညာနဲ့တိုက်ခိုက်လို့ဂျန်သူရီအများအပြားကြဆုံကုန်ကြတယ်။ဂျန်သူရီလည်းမနိုင်တော့လို့ပြန်လေဆုတ်ခွာသွားကြတယ်။မျိုးကလူတွေကဟန်ကျင်းကိုသူ့ရဲ့ကောင်းအဖြစ်ချီးကျူးဂုဏ်ပြုကြတယ်။ဒီနေရာမှာမေးစရာရှိပါတယ်။ဂျန်သူရီအများကြီးကိုတိုက်ခိုက်တက်ဖြတ်နိုင်သူကစောစောကလူမိုက်နှစ်ယောက်ကိုဘာကြောင့်ဓာချင်းရှင်မခုတ်ရဲတာလဲ။ဟန်ကျင်းဘာကြောင့်သူတို့ကိုကြောက်ရတာလဲ။ အမန်ကဟန်ဂျာအဲ့ဒီလူမန်းနီယာကိုချက်တာမဟုတ်ပါဘူးသူရဲ့ကွန်ဖူတိုင်းပညာစွမ်းနဲ့ဆိုရင်သူ့ဓာရှိကိုတစ်ချက်နှစ်ချက်လောက်အိုးရမ်းလိုက်တာ ਨੇ အဲ့ဒီလူနှစ်ယောက်ဟာမျက်စိတမိတ်တွင်အသက်ပျောက်သွားကြမယ်ဆိုတာသူကောင်းကောင်းသိပါတယ်ဒါပေမဲ့ဟန်ဂျာသူတို့ကိုမသက်ချင်ဘူးဘာကြောင့်လဲဆိုတော့သူတို့ဟာတမျိုးတည်းသားတွေဖြစ်ကြပြီးအရက်ကလည်းမုန်းနေကြလို့ပါတတိဆိုတာလိုအပ်တဲ့နေရာမှာပဲကြာရမှာပါမလိုအပ်လို့အရှုံးပေးတာဟာလေတတိပါ အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းမကောင်းလေးကတော့ဆရာပမောသိမ့်ပြေးသားထားတဲ့မျှဝေလို့တော့အတွင်းများတော့စာအုပ်ထဲမှာအရှုံးပေးတာလေးတတိပါလို့အမည်ရတဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကိုရေးချက်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာဒီဆောင်းမလေးပါဆိုလို့ရှိရင်ကျွန်တော်တို့မလို့အဖေးနဲ့တချို့နေရာတွေမှာတတိရှိပြတာတွေဟာတကယ်တမ်းကျွန်တော်တို့မလို့သိတဲ့အရာတွေပါကျွန်တော်တို့မယူရဆန်နေလို့တော့ပြောလို့ရပါတယ်ဒါကြောင့်မလို့တချို့နေရာတွေမှာကိုယ့်ရဲ့တတိကိုပြသတဲ့ရင်ပြသရမယ် မလိုအပ်ဖဲနဲ့တချို့နေရာတွေမှာကိုယ့်ရဲ့တက်တီကိုထုတ်ဖော်ပြီးတော့မပြတင်ကြပါဘူးပြီးတော့ကျွန်တော်တို့မြန်မာစကားမှာလည်းရှိပါတယ်ဟိုခွေယူနဲ့ခွေကောင်းပြန်ခိုင်းမယ်ဆိုလို့ရှိရင်ခွေကောင်းနာရယ်ဆိုတဲ့စကားလိုမျိုးပေါ့အဲ့တော့တချို့နေရာတွေမှာမလိုအပ်ဖဲနဲ့ကိုယ့်ရဲ့အဆွမ်းတက်တီကိုထုတ်ဖော်ပြကားချဖို့လိုအပ်တဲ့နေရာမှာကြပဲအဲ့ကိုယ့်ရဲ့အဆွမ်းကိုယ့်ရဲ့တက်တီကိုတကယ်ထုတ်ဖော်ပြသရမယ်ဆိုတဲ့အခါကျမှပဲကိုယ့်ရဲ့တက်တီကိုတကယ်ထုတ်ဖို့ပြသချဖို့ကျွန်တော်ရဒီဆောင်မကောင်ကြီးကနေ ိုက်တွန်းလိုက်ပါရခင်ဗျာ။နားဆင်သူများအားလုံးကြာပမောသိပြီးရေးသားထားတဲ့မြဝလိုသောအတွေ့အများသုံးမျိုးစာအုပ်ကောင်းလေးကိုလည်းဝေယူဖတ်ရှုအားပေးချာဖို့ကျွန်တော်ရဲ့ Little Shafi Channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။နားဆင်သူများအားလုံးပြန်ခတ်သိမ်းကြည့်ကြပါစီ။ဒေါသခတ်သိမ်းကြည့်ကြပါစီ။စီရင်ခတ်သိမ်းကြည့်ကြပါစီ။နှလုံးစေဝိုင်းအေးချမ်းကြပါစီ။နားဆင်သူများအားလုံးပြန်ကြောက်ကြစီရင်ခေရိကိုစိတ်မပြကြမှာချမ်းသာကြပါစီ။အောင်ကျလို့ရဆန္ဒများလေးအလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ Literature Fee Channel လေးမှာ နားဆင်ပေးခဲ့ကြသူတို့တို့ရောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။